မင်္ဂလာပါရှင်2025ခုနှစ်မေလ24ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မူမူပါရှင်။ထိုင်းမြန်မာနယ်စပ်မှာအင်အားတရာခန့်နဲ့တက်ဆွဲထားတဲ့ဘလက်တူစစ်တပ်စခန်းကိုသိမ်းပိုက်မှုမှာစစ်တပ်ဘက်မှစစ်တီအများပြားထိုင်းဘက်ကိုထွက်ပြေးပြီးလက်နက်ချသူတွေရှိကတေဆုံးတန်ရာရသူတွေများပြားတယ်လို့ဆိုပါတယ်။ မင်းကင်းမြို့နယ်မှာရှိတဲ့တေးရွာနှစ်ခုအတွင်းကိုတိုက်ပွဲမဖြစ်ဘဲစစ်လေရင်နဲ့ဘုံကျွဲမှုကြောင့်အသက်9နှစ်မှ17နှစ်အရွယ်အထိကလေးငယ်များအပါအဝင်ပြည်သူ10ဦးသေဆုံးခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့ပါရယ်ရှင်။စစ်မှုထမ်းခိုင်းဖို့ဖမ်းရင်လွတ်သွားတဲ့လူငယ်မိသားစုစီကရော်ချင်းငွေ300တောင်းနေပါရယ်ရှင်။ မြန်မာနိုင်ငံသားကိုအောင်အောင်ကို ထိုင်းစစ်သားတွေကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အမှုကိုစုံစမ်းနိုင်ရန်ထိုင်းနိုင်ငံရှေ့နေများကောင်စီမှအလုပ်အဖွဲ့ကိုတရားဝင်ဖွဲ့စည်းလိုက်ပြီလို့ဆိုပါရရှင်ဒီသတင်းနဲ့တူဒီကနေ့နေ့လည်ခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဗလက်တိုကျေးရွာအနီးမှာရှိတဲ့စစ်တပ်စခန်းကို KNN နဲ့ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖက်မှအများအပြားထိုင်းနိုင်ငံဘက်အချံကိုထွက်ပြေးသွားပြီးလက်နက်ချသူတွေအများအပြားရှိကြောင်းရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။မေလ23ရက်နေ့ညနေ9:00အချိန်မှာစစ်ကောင်စီတပ်ရဲ့ဗလက်တိုတပ်စခန်းကို KNU တက်မဟာ6ဦးဆောင်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတက်မရော KNN နဲ့ကရင်မျိုးသားကာကွယ်ရေးတက်ဖွဲ့ KMDO နဲ့ပြည်သူ့ကာကွယ်ရေးတက်မရော PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဲ့ဒီစကန်သိမ်းတိုက်ပွဲအတွင်းစစ်တပ်ဘက်မှတေဆုံးတဲ့သူများရှိပြီးလက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်အချံကိုထွက်ပြေးသွားသူတွေလည်းရှိကြောင်းတော်လန်ရေးတင်ရင်မြစ်ကပြောပါတယ်။စကန်ထဲမှာလည်းတည်တဲ့စစ်သားအလောင်းတွေများတယ်။လက်နက်ချတာလည်း20ကျော်လောက်ရှိတယ်။ ထိုင်းဘက်ကိုထွက်ပြေးတာလဲ25ဦးလောက်ရှိတယ်။စခန်းမှာကအင်အား100လောက်တပ်ဆွဲထားတာ။အခုထွက်ပြေးပြီးစိုက်ပျိုးရေးခင်းနေတဲ့မှာပုံနေတဲ့ကောင်တွေလည်းရှိသေးတယ်။ရှင်းလင်းရေးလုပ်နေတုံးပဲလို့ရှေ့တန်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောပါတယ်။ထိုင်းအခြေစိုက်သတင်းဌာနကလည်းခရန်ယူကဘလက်တိုစစ်ကန်ကိုတင်ပိုက်ပြီးတဲ့နောက်မှာတေဆုံးသူထွက်ပြေးသူနဲ့ဒဏ်ရာရရှိသူစစ်သား60ခန်းရှိပြီးထွက်ပြေးလာသူများလည်းထိုင်းပိုင်နက်နယ်မြေအတွင်းမှာဝင်ရောက် နိုင်ကြောင်းသတင်းမှရေးသားထားပါတယ်။ KNN မဟာမိတ်ပူပေါင်းတပ်ကချိန်မုံနိုင်ခဲ့ပြီးဖြစ်တဲ့ Blood to Six Gun မှာ2022ခုနှစ်မတ်လ29ရက်နေ့ကတော်လန်ရဲတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်အဲ့ဒီတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ကတေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီကအဲ့ဒီစခန်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချထားပြီးအဲ့ဒီနောက်မှာယခု2025ခုနှစ် မေလမှာနှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။လက်တလောမှာတေဘောဘိုးရွာမှာရှိတဲ့တေဘောဘိုးစစ်တပ်စခန်းကို KNN နဲ့မဟာမိတ်တပ်တွေကဆက်လက်ပိတ်ဆို့ထားလျက်ရှိကြောင်းဒါပြင်ဝော်လီစစ်ဗျူဟာကနယ်လီစခန်း၊တိကပလဲစခန်း၊ဥဂရထစခန်းတို့ကိုလည်း KNN နဲ့မဟာမိတ်တပ်တွေကဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNN ရဲ့သတင်းရင်းမြစ်ထံကနေသိရပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမင်းကင်းမြို့နယ်တာစီရွာနယ်မင်းစုရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်9နှစ်မှအသက်17နှစ်အရွယ်အထိကလေးငယ်များအပါအဝင်ပြည်သူ၁၀ဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ်။ရှမန်နေမေ23ရက်နေ့မွန်းလဲ2:45မိနစ်ခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အတံဖတ်စစ်တပ်ကမင်းကင်းမြို့နယ်တာစီရွာနယ်မင်းစုရွာကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ်ပုံကျဲမှုမှာပြည်သူများနေထိုင်တဲ့ကျေးရွာအတွင်းကိုလေရင်နဲ့ပုံကျဲခဲ့ခြင်းဖြစ်ကြောင်းထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့လည်းသိရပါတယ်အကြံဖတ်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်တေဆုံးထိခိုက်တဲ့ပြည်သူများမှာအသက်9နှစ်အရွယ်မတ်နင်းရတီဝင်းအသက်6နှစ်အရွယ်မောင်ဖုံးခန့်ဖြိုးအသက်9နှစ်အရွယ်မောင်ထက်နေကြီးနဲ့မောင်ဖြိုးမင်းခန့်အသက်10နှစ်အရွယ်မတ်ဆောင်သစင်နှွေနဲ့မောင်ကျော်ဖြိုးအောင်အသက်9နှစ်အရွယ်မတ်ဖြိုးဤစဉ် အသက်17နှစ်အရွယ်မောင်ရှင်းသက်အသက်23နှစ်အရွယ်ချစ်ဆန်းနွယ်အသက်28နှစ်အရွယ်နင်းဤဆန်းအသက်35နှစ်အရွယ်မှတ်ရင်လားအသက်36နှစ်အရွယ်တိန်းလွင်ဦးအသက်38နှစ်အရွယ်ပြူစိန်အသက်39နှစ်အရွယ်ဘိုဦးအသက်40နှစ်အရွယ်နေနုအောင်အသက်42နှစ်အရွယ်ဇော်မင်းဦးအသက်46နှစ်အရွယ်ဇော်လင်းအသက်48နှစ်အရွယ်မောင်စိုးအသက်84နှစ်အရွယ် တော်စိန်ကျွေတို့ဖြစ်ကြောင်းလည်းသိရပါဗျ။လေရင်နဲ့ပုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေထဲမှာအတန်အန်တရေစိုးရင်ရသူတွေပါဝင်ပြီးတေဆုံးသူအရေအတွက်ပုံမိုများပြားလာနိုင်ကြောင်းဒဏ်ရာရသူတွေကိုစေကူတမှုပေးနေပေမဲ့ဆိုရင်ရသူတွေကိုကုတရာမှာစေဝါနဲ့စေပစ္စည်းကိရိယာတွေမလုံလောက်မှုရှိကြောင်းလည်းသိရပါဗျ။ မင်းစုနဲ့တာစီရွာကိုစစ်ခွေတွေကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာတည်ဆုံမှုစည်ရင်ကပိုတိုးလာနိုင်တယ်။အခုလက်ရှိစည်ရင်ကကျွန်တော်တို့အတီးပြူနိုင်တာဘောလို့ဒေတာတရင်မြကပြောပါတယ်။အကြံဖတ်စစ်ကောင်စီတပ်ကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိအပြစ်ခတ်ရက်စဲရေးကြေညာထားပေမဲ့နိုင်ငံတော်မှာလေတောင်းတိုက်ခိုက်မှုများစစ်ကြောင်းထုံမှုနဲ့ပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုဖြက်ဆီးမှုတွေမှာဇက်တိုက်လှုပ်ဆောင်ရရှိကြောင်းတော်လန်ရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီး AR တိုင်းကျုံပျော်မြို့မှာစစ်မှုထမ်းခိုင်းမှုဖမ်းဆီးရင်လွတ်သွားတဲ့လူငယ်မိသားစုစီကနေစစ်ကောင်စီကရော်ကျေးတင်းတရာတောင်းနေပြီးအင်ကပူမြို့နယ်မှာတော့စစ်မှုထမ်းဇရိတ်အတွက်ဆိုပြီးတအိမ်ကိုငွေတထောင်ကောက်ခံနေပါတယ်။ကျုံပျော်မြို့ရှစ်စုရက်ကွက်မှာမေ23ရက်နေ့မနေ့ညကစစ်ကောင်စီမှလူငယ်၂ယောက်ကို စစ်ကောင်စီကဝင်ရောက်ဖမ်းဆီးတုံးတယောက်ထွက်ပြေးလွတ်မြောက်သွားတာကြောင့်ကြံခဲတဲ့မိသားစုစီကနေရော်ကျေးဆိုပြီးတိန့်တရာတောင်းနေတယ်လို့ဒေတာကန်လေးစီကနေသိရပါဗျ။စစ်မှုထံခိုင်းဖို့အတွက်လူငယ်တွေကိုရက်ကတ်တဲ့အထိဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီးထွက်ပြေးလွတ်မြောက်သွားတဲ့မိသားစုဝင်တွေစီကနေရော်ကျေးတောင်းနေတာလည်းဖြစ်ပါတယ်။ကျုံပြောဒေတာကန်တယောက်ကရက်ကွက်အုတ်ချုပ်ရေးမှုတွေကလည်းစစ်တပ်နဲ့ပေါင်းပြီးတော့တည်င်းပေးနေတာ အသက်16နှစ်ကနေအသက်35နှစ်ရှိတဲ့အိမ်တွေကိုစစ်တပ်ကိုလက်ညှိုးထိုးပြနေတာစစ်တပ်ကလည်းလူငယ်ရှိတဲ့အိမ်တွေကိုချောင်းနေတာညကသူတို့ဝင်ဆွဲတဲ့အိမ်နဲ့အိမ်မှာတအိမ်ကလူငယ်တအူးမှုသွားပြီးနောက်တအိမ်မှာလူငယ်တအူးကထွက်ပြေးသွားလို့ကြံခဲတဲ့မိသားစုဝင်ကတိမ့်တရာကျော်ပေးရမှာလို့ပြောပါတယ် ဟင်္ဒရာခရိုင်အင်ကပူမြို့နယ်မှာလည်းစစ်မှုထမ်းဇယိဆိုပြီးတအိမ်ကိုငွေတထောင်ကောက်ယူနေတယ်လို့ဒေသခံတွေစီကလည်းသိရပါဗျ။စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းအတွက်စားဇယိလို့ခေါင်းစဉ်တက်ပြီးမေ22ရက်နေ့ကစလို့ကောက်ယူနေတာလို့ဆိုပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံသားကိုအောင်ကိုကိုကိုထိုင်းစစ်သားတွေကညင်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အမှုကိုစုံစမ်းစစ်ဆေးနိုင်ရန်ထိုင်းနိုင်ငံရှေ့နေများကောင်စီမှအလို့အဖွဲ့ World Group တရားဝင်ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း45 right ကသတင်းထုတ်ပြန်ထားပါတယ်။2024ခုနှစ်ဇန်နဝါရီလ12ရက်နေ့နနက်7:00နာရီခန့်မှာထိုင်းစစ်တပ်မှတပ်ဖွဲ့ဝင်၄ဦးရှိတဲ့ရိုင်း80ဘားတိုက်ကျေးရွာအနီးမှာထဆိုင်လွတ်မြို့နယ်ခွဲမဲဆောက်ခရိုင်တပ်ပြည်နယ်မှာအသက်38နှစ်အရွယ်ကိုအောင်ကိုကိုအမည်ရှိတဲ့မြန်မာနိုင်ငံသားကိုတရားမဲ့ဖမ်းဆီးကအဲ့ဒီနှစ် ညနေ3နာရီခန့်မှာကိုအောင်ကိုကိုရဲ့ပုံပဲဒဏ်ရာနဲ့သွေးများစွန်းပေနေတဲ့အတမဲ့ခန္ဓာကိုယ်ကိုစစ်သားတွေကဖမ်းဆီးခဲ့ရနေရအနီးမှာမြေပြင်ပေါ်မှာလဲကျနေတာကိုတွေ့ရပါတယ်။ကိုအောင်ကိုကိုကဘားတိုင်ရွာမှာရှိတဲ့လုံချုံရေးကင်းလက်ဖြစ်တဲ့ထိုင်းဘာသာစကားဖြင့်ခေါ်ဝေါ်တဲ့ချော်ရော်ဘောလို့ခေါ်တဲ့ထိုင်းအာနာပိုင်တွေကစီစဉ်လှည့်ကျင့်တင် जा ပေးထားတဲ့ ရှက်ရွာလူမှုအခြေပြုလုံခြုံရေးတပ်ဖွဲ့ဝင်စေတနာလှုပ်သားတအူးဖြစ်ပြီးထိုင်းစစ်သားတွေရဲ့ရိုက်နှက်တပ်ဖြတ်ခံရတဲ့ဇန်နဝါရီလ10ရက်နေ့မှာအဲ့ဒီဝစ်စုံကိုဝစ်ဆင်ထားခဲ့ကြောင်းထိုင်းစစ်သား၄ဦးက ကိုအောင်ကိုကိုကိုဖမ်းဆီးကဘာကြောင့်မြန်မာနိုင်ငံသားတအူးမှာချော်ရော်ဘော်ဝစ်စုံကို ဝစ်ဆင်ထားသည်လို့စစ်စေးမင်းမြန်ညင်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ကိုအောင်ကိုကိုကစေတနာလှုပ်သားတအူးဖြစ်ကြောင်း အခြားချော်ရဘောစေတနာလှုပ်သားများကအတီးပြူကလှုပ်ပေးရန်ထိုင်းစစ်သားတွေကို ပြောဆိုပေမဲ့လှုပ်မပေးပဲတစ်တာထုံနဲ့ပြင်းထန်စွာရိုက်နှက်ခဲ့ပြီးအဲ့ဒီတံရကြောက်ပဲနေရာမှာတည်ဆုံးခဲ့တယ်လို့45 right ကထုတ်ပြန်ထားပါတယ်ကိုအောင်ကိုကိုကိုရိုက်နှက်တက်ဖြတ်ရမှာထိုင်းစစ်သားများပါဝင်တာကိုမျက်မြင်သက်တီတွေကထွက်ဆိုပေမဲ့ထိုင်းအနာပိုင်တွေကကိုအောင်ကိုကိုတေဆုံးမှုအတွက်ရိုက်နှက်ရမှာပါဝင်ခဲ့သူတအူမြန်မာဖြစ်တဲ့ စီရာချတ်မအပညီသူကိုမှ ထိုင်းစစ်တပ်တွေကတရားစွဲဆိုခဲ့ခြင်းမရှိပါဘူးဒီအမှုမှာအစင်းမြင့်အရာရှိတွေ ဖုံးကွယ်ထားမှာကိုစိုးရိမ်စရာ အကြောင်းရင်းရှိပါတယ်ရှင်းနေများကောင်စီကတရားမျှတမှုအတွက်တခုတည်းသောမျှော်လင့်ချက်ဖြစ်တယ်လို့45 right အမှုဆောင်အရာရှိကပြောပါတယ်ကိုအောင်ကိုကိုကိုရိုက်နှက်တက်ဖြတ်ခံရမှုအတွက်နိုဝင်ဘာလ9ရက်နေ့မှာဘန်ကောက်မှာရှိတဲ့ထိုင်းနိုင်ငံရဲ့အထူးစုံစမ်းစစ်ဆေးရေးဌာနက TSI ကို45 right ရဲ့အမှုဆောင်အရာရှိချုပ်ကလူကိုယ်တိုင် တက်သေးထွက်ဆိုပြီး45 right စုဆောင်ထားတဲ့အထောက်အထားတွေကိုအခြေခံပြီးတော့တိုင်ကြားတင်သွင်းသွားမယ်လို့ဆိုပါတယ်ရှင်။ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။